မင်္ဂလာပါခင်ဗျာအော်တိုဘားလာ27ရက်နေ့ညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအုပ်ဆုံးတပုတ်အနေနဲ့ပူဒီတောင်ထန်းလျှောက်ခံကိစ္စကိုစုံစမ်းစစ်ဆေးရန်ကုလလူအခွင့်အရေးကိုယ်စားလှယ် Tom Andrews ကို AA ကဖိတ်ကြားထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်ပုတိတောင်မြို့နယ်ထန်းရှောက်ခံကျေးရွာမှာမွတ်စလင်တွေကိုအာရခတတ်တော်အေအေကအစိုးလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ပြီးဆိုသောဆွဆွချင်းနဲ့ပတ်သက်၍စုံစမ်းစစ်ဆေးရန်မြမနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးအထုကိုယ်စားလှယ်တော်မအန်ဒရုစ်ကိုအေအေကဖိကြားထားပါတယ်။ထန်းရှောက်ခံကျေးရွာမှာမွတ်စလင်များအစိုးလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုရှိမရှိနဲ့အခြားသောလူအခွင့်အရေးချိုးဖောက်မှုဆွဆွချင်းများနဲ့ပတ်သက်၍ ရခိုင်ပြည်သို့လာရောက်စုံစမ်းစစ်ဆေးရန်မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူအခွင့်ရေးထုတ်ကိုယ်စားလှယ်တော်မန်ဒရုကိုအရခတ်တတော် AA ကဖိတ်ကြားထားကြောင်းသိရှိရပါသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ်ဂျွန်ဘန်ဒူဟာအကိုင်ပြေအပါဝင်မြန်မာနိုင်ငံအနှံ့ကလူအခွင့်အရေးချိုးဖောက်မှုများနဲ့ပတ်သက်၍အစီရင်ခံစားတဆောင်ကုလသမဂ္ဂအထွေထွေညီလာခံတို့တင်သွင်းရန်ပြင်ဆင်နေပြီးရဲအစီရင်ခံစားအား2025ခုနှစ်အော်တိုဘလ20ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစားထဲမှာအကိုင်ပြေမှာရှိတဲ့မွတ်စလင်များပေါ်အာရခတပ်တော် AA ကလူအခွင့်အရေးချိုးဖောက်မှုများနဲ့ပတ်သက်၍ AA စက်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါဝင်အခြားသောထိပ်ပိုင်းခေါင်းဆောင်များဖြင့်စကားပြောဖြစ်ခဲ့သည်ဟုတော်အန်ဒူးကဖော်ပြထားပါတယ်။ မစလန်တက်ကြလို့ရှာသူများရဲ့ဆွဆွချင်းများနိုင်ငံတကာလူအခွင့်ရေးအဖွဲ့အစည်းမှဆွဆွချင်းများနဲ့ကုလသမဂ္ဂလူအခွင့်ရေးအဖွဲ့အစည်းမှဆွဆွချင်းများကိုအေကောင်းဆောင်များနဲ့အချင်းချင်းဆွေးနွေးခဲ့တဲ့ဆိုမှဒေါ်အန်ဒရုကပြောပါတယ်။ဒါပေမဲ့အဆိုပါဆွဆွချင်းများအလုံးကိုစက်ဦးစီချုပ်ဘူချုပ်ထွက်မြတ်နိုင်အပါအဝင်အေကောင်းဆောင်များကပေးချညှင်းဆိုထားကြောင်းဒေါ်အန်ဒရုကအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ။ရဲ့ပြင်ပုတိတောင်ထန်းလျှောက်ခံဖြစ်စဉ်အပါအဝင်လူအခွင့်ရေးချုပ်ဖောက်မှုစွစ်ချက်များအားလာရောက်စုံစမ်းစစ်ဆေးရန်အေအေမှဖိတ်ကြားထားတယ်ဆိုပြီးမှတော်အန်ဒရုကပြောပါတယ်။အတိမပြုနိုင်တဲ့တော့လောက်ကြံဖန်တီးထားတဲ့တရင်ချက်လက်များကိုအသုံးပြု၍အရခတ်တတော်အေအေအပေါ်အပုတ်ချနေကြခြင်းအတွက်အေအေတာဝန်ရှိသူများမှစွန့်ရိမ်မှုများရှိနေကြောင်းလဲဒေါ်အန်ဒရုကအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဥတီတောင်မြို့နယ်ထိုင်းလျှောက်ခံကျေးရွာမှာ2024ခုနှစ်မေလ2ရက်နေ့မစလင်600ကျော်အစုလိုက်ပြုံးလိုက်တပ်ဖြတ်ခံရပြီးကျူးလွန်သူမှာအရခတ်တတ်တော် AA ဖြစ်ကြောင်းပြည်ပရောက်မစလင်တကြွလှုပ်ရှားသူများနဲ့နိုင်ငံတကာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအတိအကျစစ်ပစ်တင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဆိုပါစစ်စစ်ချက်တွေကိုအရခတ်တတ်တော် AA မှာပြက်ပြက်တားတားညှင်းပေထားပြီးထန်ရှောက်ခံကြရမှာအဲတားမွတ်စလင်များတပ်ဖြတ်ခံရခြင်းမရှိကြောင်းအေအေစိတ်ဦးစီးချုပ်ကိုယ်တိုင်ပြောဆိုထားခြင်းဖြစ်ပါတယ်။ ထန်းလျှောက်ခံကြရမှာစက်ကောင်စီတက်စစ်ထားတဲ့အချိန်မှာ ရာသမန်းမှာမရှိတော့ပဲစစ်ပိရှောင်အဖြစ်တွားရောက်ခလုံးနေကြပြီဖြစ်ကြောင်းနဲ့အေးအေးမှာထန်းလျှောက်ခံရွာကိုတင်ပိုက်ချိန်မှာစက်ကောင်စီတပ်သားအများအပြားတေဆုံးသွားကြသည်ဟုအေးအေးကဆိုပါတယ်။ ထို့ကြောင့်ထားလျှောက်ကန်ကြေးရွာအနီးမှာတွေ့ရတဲ့ရုပ်အလောင်းတွေဟာစက်ကောင်စီတပ်ဖွဲ့ဝင်များတာဖြစ်ပြီးစက်ကောင်စီတပ်ဖွဲ့ဝင်များထင်မှာအတင်းအဓမ္မစုဆောင်ခံရ၍ AAR တက်ခိုက်နေသောစက်မှုထမ်းမစလင်တပ်သားများလည်းပါဝင်ခဲ့ကြောင်းစစ်တုံးပန်းစက်ကခဆိုင်ကတူးတက်မှမူဘုံမှုကြီးကောင်းမြတ်ကဝန်ခံပြောဆိုထားပါတယ်။ ။ဒါကြောင့်အာခတ်တတော်အေအေကရခိုင်ပြည်သွင်းမွတ်စလင်များအားအစုလိုက်ပြုံလိုက်တပ်ဖြတ်ချက်အပါဝင်လူမျိုးလုံးတပ်ဖြတ်ခြင်းများမရှိသည့်အတွက်စစ်ဆေးခြင်းများအလုံးကိုစုံစမ်းစစ်ဆေးရရန်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးအထုကစလေဒွန်အန်ဒရုကိုဖိတ်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခမညော